စေရရရေးပါတီဘိုးယုံစု စခန်းကိုတင်ပိုက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တာယော်ရီခိုင်တရင်383ရနဲ့တက်ခွဲလီမြောက်ပြောက်ကြားတက်ခွဲအုပ်ဖို့တာဝန်ရှိသူတို့ကအခုကတော့ကျွန်တော်တို့ကထပ်မပြီးတော့ပါဘူး။စစ်စင်ရရရေးပါတဲ့နေရာဖြစ်တယ်လေ။အဲ့ဒီမှာတက်ဆဲပြီးခမရ6တိမ်မြုပ်ကိုကာထားတာလူလူကိုနှိမ့်ဆက်တာနှစ်နဲ့ချင်းနေပြီလို့ရပ်ပီကတဲ့မီဒီယာကိုပြောဆိုထားပါတယ်။ ောက်ဖို့မြို့နယ်နဲ့ချောင်းမင်္ဂနာကဝေးတီအောက်ဖို့မြို့နယ်ရှိဘောစုယုံစစ်စခန်းကိုပြည်သူ့ဘဝရေးရဲဘော်များကမေလ25ရက်နေ့နနက်6နာရီမှာမနက်9နာရီခွဲအထိတက်ခတ်ခဲ့ပြီးခမာယ6တိမ်မြုံတက်မှာလက်နက်ကြီးပစ်ကူကြောင့်ပြည်သူ့ဘဝရေးရဲဘော်များကပြန်လည်ဆက်ခွာခဲ့ရပါတယ် အဆိုပါညနေ9:00နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များကဘူယုံစုစစ်စခန်းကိုဆက်လက်တိုက်ခတ်ခဲ့ပြီးအစံပတ်စစ်တပ်ကအထိနာရာကြောင့်တင်းဆောင်စစ်သား၈ဦးအလောင်းကိုတဲပြီးစခန်းကိုဖွင့်ခွာခဲ့ကြပါတယ်။ပြည်သူ့ကာကွယ်ရေးရဲဘော်များကနေမင်းရှင်းလင်းပြုလုပ်ရာတွင် စခန်းအတွင်းမှ60မမ12လုံးလက်ပစ်ဘုံ9လုံး ဖိုက်ဖိုက်ဖိုက်စစ်ကြီးအတောင်300၊အင်နာကာပုကြီး9000တူမီတလက်၁၂အိတ်စားစီတပုံဖနက်နေရင်အီကွိမန့်3ခုဘောင်းမီနှစ်ထဲအောက်ထုတ်3ခုသိစရာရှိခဲ့ကစကန်အာမီရွှေရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်။၎င်းစစ်စင်ကြီးကိုတာယာဝတီခရင်တည်ရင်383နှစ်တက်ခွဲလီမြေအောက်ပြောက်ကြားတပွဲအုပ်ဖို့ကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။